ဧသဒဝုထုအခန်းကြီး9အငယ်1မှ30တပန်ရှင်ဘယေနှင့်ဟာမန်သည်မိဖုရားဧသဒာနှင့်အတူ စပြည့်ရေတောက်အံ့သောငါသွားကြ၏ ဒုတိယနေ့ရက်၌စပြည့်ရီတောက်ပွဲခံစဉ်ရှင်ဘုရင်ကမိဖုရားဧတတာတင်းဒီအဘဲအလိုရှိသည်။အလိုရှိသည့်အတိုင်းငါပေးမိ။အဘဲစုကိုတောင်းချင်သည်။တောင်းသမျှကို နိုင်ငံတော်တော်ဝတ်တိုင်အောင်ငါပေးမိဟုမိန့်တော်မူလျှင်မိဖုရားဧတတာက အရှင်မင်းကြီး ကျွန်တော်မကိုစိတ်နှစ်တွေ့တော်မူလင်၎င်းအလိုတော်ရှိလင်၎င်းကျွန်တော်မအလိုအတိုင်းကျွန်တော်မအသက်နှင့်ကျွန်တော်မတောင်းပန်သည့်အတိုင်းအမျိုးသားချင်းအသက်ကိုချမ်းသာပေးတော်မူပါကျွန်တော်မနှင့်ကျွန်တော်မအမျိုးသားချင်းတို့ကိုတက်ဖြတ်တုတ်တင်ပယ်ရှင်းခြင်းငှာရောင်းပါပြီကျွံယောက်ျားကျွံမိန်းမဖြစ်စေခြင်းငှာရောင်းလျင် ရန်သူသည်ရှင်ပရင်အကျိုးနှဲခြင်းအတွက် အဖိုးကိုပေးနိုင်တော်လေကျွန်တော်မတိတ်ဆိတ် ွာနေပါမည်ဟုလျှောက်လေ၏ရှင်ဘရင်အာရွေယုကလည်းထိုသူပြုမည်ဟုကြံဝန့်တော်သူကအဘယ်သူနည်းအဘယ်မှာရှိသနည်းဟုမိဖုရားအေးတတာအာမေးတော်မူလေအေးတတာကရံဘတ်ပြုသောရံသူသည်ဤဆိုးညစ်သောဟာမန်ဖြစ်ပါ၏ဟုလျှောက်တော် ဟာမန်သည် ရှင်ဘရင်နှင့်မိဖုရားရှိမှကြောက်ရွံ့ခြင်းသို့ရောက်လေ၏ ထို့အခါရှင်ဘရင်သည်အမျက်ထွက်သည်ဖြင့်စပြည့်ရီတောက်ပွဲမှထ၍ဥယျံတော်သို့သွားတော်မူ၏အပြစ်ပေးတော်မူမီဟုဟာမန်သည်ရိတ်မိ၍အသက်ချမ်းသာရမည်အကြောင်းမိဖုရားဧတတာရှိမှ တောင်းပန်ခြင်းငါထ၏ရှင်ဘရင်သည်ဥယျံတော်မှ စပြည့်ရီတောက်ပွဲခံရအရက်သို့ဝင်ပြန်သောအခါဧတတာထိုင်သောတာလွန်နာမှာဟာမန်သည်ပြက်ဝှက်လျက်နေသည်ကိုမြင်လျှင်ဤသူသည်နန်းတော်၌ငါရှိမှ မိဖုရားကိုအတ္တမပြုရမည်လောဟု မိန့်တော်မူစဉ်တွင်အချံအယံတို့သည် ဟာမန်၏မျက်နာကို ဖုံးကြ၏မိမဆူဟာဘောနာကလည်း အရှင်မင်းကြီး၏အကျိုးတော်ကိုစောင့်၍ရှောက်ထားသောမော်တကဲအဖို့ ဟာမန်လုတ်၍အတံ90မြင့်သောလေဆွဲချတိုင်သည်ဟာမန်အိမ်၌စိုက်ထားလျက်ရှိပါ၏ဟုနားတော်လျှောက်သောထိုတိုင်၌လေဆွဲချစီဟုရှင်ဘရင်မိန့်တော်မူ၏ထို့သူမော်ဒကဲအဖို့လုတ်သောလေဆွဲချတိုင်၌ဟာမန်ကိုဆွဲချကြ၏ရှင်ဘရင်လည်းစိတ်ပြေတော်မူ၏အာမင် God bless you